င်္ဂလာပါရှင် မေလ30ရက်တော့ကြနေရွှေရံကုန်ရဲ့ထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားတင်ဆက်မဲ့သတင်းကတော့ယာယီအပြည့်အခက်ရစဲထားခြင်းအပေါ်အလေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ကြရန်လက်စကားဥက္ကဋ္ဌတိုက်တွန်းနေတဲ့တင်ဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့တပ်ဆိုင်သူများအနေဖြင့်ယာယီအပြည့်အခက်ရစဲထားခြင်းအပေါ်အလေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ကြရန်နတ်စကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ အခုခါတွင်ငလင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အပျက်စီးများရှင်းလင်းရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုတဆိုင်မမတ်ဆက်လက်ဆောင်ရွက်ရရှိတယ်လို့လည်းပြောပါရယ်။ငလင်တန်းကြောင့်တနိုင်ငံလုံးရှိပြည်သူများစိတ်ထိခိုက်ခံစားနေရတဲ့အပြင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နေတဲ့ကာလဖြစ်လို့တည်ငြိမ်အေးချမ်းမှုလိုအပ်ပြီး တက်မတော်အနေဖြင့်ဧပြီ၂ရက်မှစတင်ကအခုမေလကုန်အထိကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ်သတ်မှတ်ထုတ်ပြန်ထားတယ်လို့မေလ၂၉ရက်မွန်လွယ်ပိုင်းကနေပြည်တော်မှာကျင်းပတဲ့မန္တလေးငလင်ကြီးတန်တင်သူများအားကုညီထောက်ပံ့ရန်နဲ့ပြန်လည်ထရာရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ပြည်တွင်းပြည်ပအလှူရှင်များရဲ့ဒုတိယအကြိမ်မြောက်အလှူငွေများပေးရလူတန်းပွဲတွင်အခုကဲ့သို့တိုက်တွန်းပြကြကြောင်းသိရပါဗျာ။ ဒါကြောင့်နိုင်ငံတော်နဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေသက်ဆိုင်သူတွေအနေနဲ့ယာယီအားဖြင့်အပြစ်ခတ်ရစဲထားတဲ့အပေါ်အလီထားစင်သာပြီးလိုက်နာဆောင်ပေးကြဖို့တိုက်တွန်းလိုပါတယ်လို့နာဆကဥက္ကဋ္ဌကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်စမဲတဲ့ငါတော့မန္တလေးငလျင်ကြီးထံကြောင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေချက်3.4ဘီလီယံကျော်ရှိခဲ့တဲ့တဲ့။ မန္တလေးငလျင်ကြီးတန်းကြောင်ပြည်စီဆောင်ရှုံးမှုတန်ဖိုးငွေချက်3804ဘီလီယံကျော်ရှိခဲ့ကြောင်းမေလ29ရက်မိုးလယ်ပိုင်းကနေပြည်တော်မှာကျင်းပတဲ့မန္တလေးငလျင်ကြီးကျောင်းဘေးဒဏ်သင်ခဲ့ရသူများအားကုညီထောက်ပံ့နိုင်ရန်နဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်စေတနာအလှူရှင်များ၏ဒုတိယအကြိမ်မြောက်အလွန်ငွေပေးရလှူဒါန်းပွဲတွင်အမျိုးသားသဘာဝဘီယန်ရင်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနောက်ဆက်ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းက ထိခိုက်ပျက်စီးမှုများနဲ့ပတ်သက်ပြီးထည့်သွင်းပြောကြားကြောင်းသိရပါဗျ။ မန္တလေးငလင်းကြီးထံကြောင့်နေပြည်တော်အပါအဝင် တိုင်းနယ်ပြည်နယ်ဆယ်ကူတွင် ထိခိုက်မှုရှိခဲ့ပြီး၆ခုမှာပြင်းထန်စွာခံစားကြရကနေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်ဆယ်ကူရှိရက်ကွက်384ခုကျေးရွာအုပ်စု944စုကျေးရွာ2081ရွာအိမ်နောက်စု36,1169စုလူဦးရေ9,669ဦးဘေးသင့်ခဲ့တယ်လို့ပြောပါရတယ် သေဆုံးသူ3939ရောင်းပျောက်ဆုံးသူ68ရောင်းနဲ့ဒဏ်ရာရရှိသူ9104ရောင်းရှိပါတယ်။ဒါအပြင်ရှောက်ဖွေကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်ရမှာပြည်ပနိုင်ငံသားတွေကလာရောက်ကူညီစားတဲ့ရှောက်ဖွေကယ်ဆယ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးအရေးပေါ်ရှောက်ဖွေကူညီကယ်ဆယ်လုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြတာကြောင့်အစောအုံထဲမှာပိတ်မိနေသူ653ယောက်ကိုအသက်ရှင်လျက်ရှောက်ဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။ ။တေဆုံးသူ၈၀၆ယောက်ကိုလည်းဖောက်ထုတ်ရှာဖွေပေးနိုင်ခဲ့ပါတယ်လို့နတ်ဆကောက်ကထားကပြောပါရယ်။ဒါအပြင်နေအိမ်အစာအိုးနဲ့အခြားထိခိုက်ပျက်စီးမှုများအနေနဲ့လူနေအိမ်9230လုံး၊လမ်းလုံငန်း430ခု၊တံတား130စင်း၊ရထားလမ်းပျက်စီးနေရ83နေရနဲ့ရထားလမ်းတံတား71စင်း၊မိုဘိုင်းဆက်သွယ်ရေးစခန်း6930ခု၊မဟာဒါအလိုင်း10လိုင်း တအားလိုင်းတိုင်း3435တိုင်း၁၀မြောင်း994ခုတာတမန်6ခုဌာနအဆောက်အဦ11338လုံးဈေးယုံ384ယုံဈေးကန်364ကန်ရှေဟောင်းအဆောက်အဦနယ်ပြတိုင်း166ခုအခြေခံပညာကျောင်း2400ကျောင်းအစင်းမြေပညာကျောင်း82ကျောင်းပုဂ္ဂလိကစာသင်ကျောင်း60ဖျားစီဒီ 6469စုဘုံကြီးကျောင်းတိလာရှင်ကျောင်းနဲ့အခြားဘာသာရေးအစာအုပ်9588ခု ပုဂ္ဂလိကစယုံအလုံယုံ344ခုတီးနှံ88.5ဧကတရိဆန်33300ကောင်ထိခိုက်ပျက်စီးခဲ့ရတဲ့အတွက်မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာငွေကျပ်3804.5ဘီလီယံဖြစ်တယ်လို့ပြောပါရတယ်။ မလင်းဘေးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့တိုင်းနယ်ပြည်နယ်များတွင်အရေးပေါ်ရှာဖွေခဲ့စေရေးအရေးပေါ်ထောက်ပံ့ကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးယခုအချိန်တွင်အပြည့်အစုံများရှင်လင်းရှင်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဒီဇိုင်းမမတ်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့နှက်ဆက်ကောက်ကထောက်ကပြောကြားကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အလူရှင်နိုင်ငံများမှလှူဒါန်းတဲ့ရာယီစာသင်အကြောင်းဆောင်အဆောင်20ရောက်ရှိတဲ့သတင်း AHA စင်တာရဲ့ညှိနှိုင်းပေါင်းဆက်ပေးမှုဖြင့်အလူရှင်နိုင်ငံများမှလူထန်းနဲ့ယာယီစာတင်ကျောင်းဆောင်အဆောင်20ခုလူမှုဝန်ထမ်း၊ကယ်ဆေးနှင့်ပြည်လဲနေရခြားထားရေးဝန်ကြီးဌာနကမေလ28ရက်ကလက်ခံရရှိကြောင်းသိရပါဗျ။အဆိုပါယာယီစာတင်ကျောင်းဆောင်အဆောင်20ကိုနေပြည်တော်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်၅ဆောင်စီတိစောက်ပေးသွားမယ်လို့သိရပါဗျ။ 2025-2026ပညာသင်နှစ်အတွက်ဇွန်လပထမပတ်အတွင်းကျောင်းများအချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးစာဝန်ရည်ရှိရာကလေးများအမိုးကအောက်တွင်လုံခြုံရေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် HA Center ရဲ့ညှိနှိုင်းပေါင်းဆက်ပေးမှုဖြင့်အလူရှင်နိုင်ငံများမှလူတန်းပေးခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်ရှင်ထပ်မံတင်ဆက်မယ့်သတင်းကတော့မေလ29ရက်ကမော်လိုက်မြို့အနီးတွင်ပြင်းအား၄.၂အဆင့်ရှိငလင်လှုပ်ခတ်တဲ့သတင်း။ မေလ29ရက်နေ့နံပိုင်းကသကိုင်းတိုင်းမော်လိုက်မြို့အနီးကိုဗဟိုပြုပြီးပြင်အား၄၃အဆင့်ရှိငလင်းလောက်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလာဗီရာညွှန်ကြားမှုအစီဌာနကနေအသိပေးထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်တွင်ကမ်းဘလူးမြင်းငလင်းစခန်းမှာအနောက်အနောက်မြောက်ဘက်58မိုင်ခန့်အကွာမြန်မာနိုင်ငံပြည်တွင်မော်လိုက်မြို့ရဲ့အရှေ့တောင်ဘက်မိုင်30ခန့်အကွာတွင်အနက်85ကီလိုမီတာကိုဗဟိုပြုပြီးလောက်ခတ်သွားကြောင်းဆိုထားပါတယ်။ မန္တလေးငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်ငယ်များလှုပ်ခတ်မှုအနေနဲ့မေလ25ရက်အထိအကြိမ်180ရှိပြီဖြစ်ကြောင်းမိုးလေဝသနဲ့ဇလာပြည်တော်ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတယ်လို့သိရပါပါရှင်။ကျွန်မရွှေကုန်းမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်အရှိထူးခြားဖြစ်စဉ်များကိုအချင်းနဲ့တပြင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးရရှိပါတယ်။ရရှိပေးခဲ့ကြပရိသတ်များအလုံးကိုကျေးဇူးထူးတင်ရှိပါရှင်။